thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငလင်ကူညီကင်စိန်အဖွဲ့ရိခွင့်ပြုချက်တောင်းခံရမယ်လို့ဒုတိယစစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကြိုတင်ခွင့်ပြုချက်တောင်းခံမှာငလင်ကူညီကင်စိန်ဆောင်ရွက်ခွင့်ပြုနိုင်မယ်လို့စစ်ကောင်းစီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကအီဘီလ9ရက်နေ့မှာပြောဆိုလိုက်တာပါ။နေပြည်တော်မှာအီဘီလ9ရက်နေ့လယ်ပိုင်းကပြုလုပ်ခဲ့တဲ့စစ်ကောင်းစီအစည်းအဝေးတွင်အခုလိုပြောဆိုလိုက်တာပါ။ကူညီကင်စိန်အဖွဲ့ရိကကြိုတင်ခွင့်ပြုချက်တောင်းခံဖို့လိုပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင် ရမှာသွားခွင့်ပြုပေးမယ်လို့စစ်ကောင်စီဒုတိယဥက္ကဋ္ဌကပြောဆိုခဲ့ပါတယ်။တိုင်းနယ်ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌရီအနေနဲ့ဒေသရင်းကိုဝင်ရောက်လာတဲ့ကုညီကင်စိန်အဖွဲ့ရီ NGO တွေကိုစစ်ကောင်စီရဲ့ကုညီကွန်စိန်အဖွဲ့ရီနဲ့အတူပူးပေါင်းမှသာခွင့်ပြုပေးဖို့သူကပြောဆိုခဲ့ပါတယ်။ ဒါဟာအရေးပေါ်အကူအညီလိုအပ်သူတွေစီလူသားချင်းစာနာမှုအကူအညီတွေရောက်ဖို့နှောင့်နှေးစေတယ်လို့လက်ရှိငလင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီရဲ့ဒီကတ်တက်ချက်ဟာလူတွေအသက်မဆုံးရှုံးသင့်မဲဆုံးရှုံးရရနိုင်တယ်လို့မန္တလေးစကိုင်းနဲ့အင်းလေးဒေသတွေမှာကယ်ဆယ်ရေးလုပ်နေတဲ့ဖွဲ့စည်းတစ်ခုရဲ့တာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါရယ်စစ်ကောင်စီကခွင့်ပြုမှာဆိုရင်တော့လူတွေတည်သွားမှာပေါ့ဗျာအရှင်လက်လက်တတကိုကျွန်တော်တို့ထိုင်ကြည့်နေရတယ်လို့ဖြစ်မှာပေါ့ကုလသမဂ္ဂပါဝင်နိုင်ငံတကာဖွဲ့စည်းတွေကလည်းငလင်ကြောင်အရေးပေါ်အကူအညီလိုအပ်နေတဲ့ သူတွေစီလူသားချင်းစာနာမှုအကူအညီတွေအမြန်ဆုံးရောက်နိုင်ဖို့လွတ်လွတ်လပ်လပ်ခွင့်ပြုပေးဖို့စစ်ကောင်စီကိုတိုက်တွန်းနေကြပါတယ်။ စစ်ကောင်စီရဲ့စစ်ရင်နေအရငလင်ကြောင် AB 9ရက်နေ့ဒီတည်ဆုံးသူ3455ဦးထိရှိလာခဲ့ပြီးဒဏ်ရာရသူ4840နဲ့ပျောက်ဆုံးနေသူ214ဦးရှိပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့အပြည့်ရဲ့ကြီးညာချက်ကိုစစ်ကောင်စီချိုးဖောက်နေကြောင်း AE ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီက AB လနေရနေ့ကနေ22ရက်နေ့ထိနိုင်ငံတော်ရှာရေးအပြစ်ခံရစဲကြောင်းကြီးညာထားပြီးမြန်မာပြည်နယ်မှာတော့ကြီးရည်လီတုံပြည်နေစဉ်ရက်ဆက်တိုက်ခိုက်နေတယ်လို့အရခတ်တတော် AE က AB လ9ရက်နေ့ညကထုတ်ပြန်ပြောဆိုပါတယ်။စစ်ကောင် င်စင်းကအီပီလာနေရက်နေ့မတိုင်မီကလေးကဒီကနေ့ဒီကြောက်ပြူစစ်တွေပကိုးအင်ယာဝတီအစရှိတဲ့နေရာတွေမှာအီတပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drop on လေးချောင်းနဲ့တပ်ပြန်ထိုးစစ်တွေကိုနေ့စဉ်လှောက်ဆောင်နေရလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကြောက်ပြူမျိုးနေမှာအီပီလာနေရက်နေ့တရက်ထဲမှာစစ်ကောင်စင်းက drop on အရေအတွက်အကြိမ်60ခန်းနဲ့လက်နက်ကြီးအကြိမ်60ထပ်မင်းနဲ့ပစ်ခတ်ခဲ့တယ်လို့ပေါတော်မျိုးနေဘက်ကလည်း120မမလက်နက်ကြီးနဲ့6ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဧပြီလ3 4 5ရက်တွေမှာလဲကြောက်ဖြူမျိုးနဲ့ကကျေးရွာတွေကိုဒရော့ဘုံနဲ့အပါဝင်ဂျက်တိုက်လိရင်ရေတက်တင်မော်ရီနဲ့ပြက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဧပြီလ9ရက်နေ့တရက်ထဲမှာဒရော့ဘုံအကြိမ်60နော်နဲ့လက်နက်ကြီးပြက်ခတ်မှုအကြိမ်90အထက်ရှိခဲ့တယ်လို့ဆိုပါတယ်။စစ်တွေမျိုးနဲ့မှာလဲဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိရဲလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီကတော့အပြစ်ခတ်ရဲစိုင်းကိုချိုးဖောက်နေတာဟာ AE, KIA, TNL, KNL, PDS စတဲ့လက်နက်ကင်ဖွဲ့တွေသာဖြစ်တယ်လို့ဧပြီ9ရက် နေ့ကစစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ရုပ်သံတွေကနေတဆင့်ပြောကြားခဲ့ပါတယ်။အေးအဖွဲ့အစည်းနဲ့ကတော့ AR တိုင်းဘက်ကလုံခြုံရေးယူထားတဲ့နေရာတွေကိုလာရောက်ပြစ်ခတ်တာရှိရဲလို့ပူကျုံစော်မင်းထွန်းကပြောပါတယ်။အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေရှိလာရင်ပြန်လည်တုံ့ပြန်သွားမယ့်အကြောင်းရှားရင်ပြစ်ခတ်ရစိမ်းထုတ်ပြန်ချက်မှထည့်သွင်းပြောဆိုထားတယ်လို့လည်းပူကျုံစော်မင်းထွန်းကပြောပါတယ်။ဒါပေမဲ့ကြောက်ဖြူစစ်တွေပေါက်တော်မျိုးနယ်တွေကတိုက်ခိုက်မှုအခြေအနေကိုတော့သူဝတစုံတရာပြောဆိုထားတာမရှိပါဘူး။အာရခတ်တက်တော်အေးပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ပြည်သူတွေ ငလင်ဘေးဒဏ်ကြုံနေရတဲ့အတွက် AB တလလုံးကို အပြစ်ခတ်တွေရက်စဲထားတယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။အရက်ခတ်တတော်အင်းအင်းနဲ့ဒီထုတ်ပြန်ချက်အတိုင်းတိတိကျကျလှုပ်ဆောင်နေရလို့လည်းမနေ့ကထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒီအတော်တွင်မလ19ရက်ကစလို့စတင်ထိုးစစ်ဆင်ခဲ့တဲ့စစ်ကောင်စီရဲ့ဘကိုတိုင်းညောင်ကျိုးဖြူဟာစခန်းကိုအေပီလာ၂ရက်နေ့ကအလုံးစုံသိမ်းပိုင်ရရှိခဲ့တယ်လို့အရက်ခတ်တတော်အင်းရဲ့မနေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့လာရှိုးတဲ့စစ်တပ်လှုပ်ရှားမှု MNDA ထိန်းချုပ်မှုအောက်ရှိမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုထိန်းချုပ်ထားတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDA ကတရုတ်ရဲ့အတင်းအကျပ်ဖိအားပေးမှုကြောင့်မြို့ပေါ်ရက်ကွက်တီမှာတက်ဆုံရမှာဖြစ်တော်လဲမြို့ပတ်လည်ဝင်းကျင်ဒေသတွေမှာဆက်လက်ထိန်းချုပ်ထားမှာဖြစ်ပြီးစစ်ကောင်စီတပ်လာရှိုးကိုဝင်ရောက်လှုပ်ရှားရေးမှာ MNDA ထိန်းချုပ်မှုအောက်မှာတာရှိမှာဖြစ်ကြောင်းသိရပါတယ်။ဧပြီလ22ရက်နေ့နောက်ဆုံးထားဆုတ်ခွာဖို့ MNDA ရဲ့လာရှိုးစေအုပ်ချုပ်ရေးကော်မတီ COC ချုပ်မှာ မျိုးပေါ်အုပ်ချုပ်ရေးနဲ့လုံခြုံရေးတာဝန်ရှိသူတွေကိုအတိအပြီးပြောဆိုချက်တင်ရာလာရှုမျိုးပေါ်ရက်ကွက်၁၂ခုမှ MNDA တက်များဆောက်ခွာမှဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ MNDA တက်တွေကလာရှုမျိုးရဲ့လုံခြုံရေးတာဝန်ရှိဖြစ်တဲ့မြို့နယ်ကဏ္ဍနဲ့တရင်ခမရ900ခွန်ခလာရ68အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအနီးကပ်ချိန်ချောင်းနိုင်တဲ့စင်တောင်လာရှိုနမ်တူရှောင်းလန်လာရှိုတီပေါ်မေဟန်လန်ပိုင်လာရှိုတင်နီလန်အမတ်ဆက်နေရက်ကွက်80တဒါအထိ ပတ်လည်ဝန်းရံထိန်းချုပ်ထားမှာဖြစ်ကြောင်းသိရပါတယ်မြို့ပေါ်ကိုဝင်ရောက်လာမယ့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြို့ရင်းနဲ့မြို့ဝင်းကျင်ဒေသတွေကိုစီးရီးလှုပ်ရှားမှုတစုံတရာပြုလုပ်ခွင့်မရှိကြောင်း MNDA နဲ့သဘောတူညီချက်ရရှိထားပြီးစစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုပေါ် MNDA မှာစောင့်ကြည့်ထိန်းချုပ်ထားမှာဖြစ်ကြောင်းလာရှုအခြေဆိုင် MNDA စစ်ဘက်တာဝန်ရှိသူတွေနဲ့နေဆက်သူအမျိုးသားတအုပ်ကပြောပါတယ်၎င်းကလာရှုမြို့ထဲမှာစစ်ကောင်စီကလက်နက်ကြီးတလုံးအောင်ဖြစ်ခွင့်မရှိဘူးသူတို့စစ်ကောင်စီစားပြစ်တာနဲ့ MNDA ကချက်ချင်းမြို့ထဲပြောင်းဝင်ရမှာမြို့ရဲ့စီးရီးအရာအရေးပါတဲ့တက်စက န်းဒီနဲ့မြို့ပပတ်လင်းမှာ MND ကဆက်ရှိနေမယ်စကောင်းစီကတော့ MND ရဲ့ပပတ်လင်းပိတ်ဆို့ထားတာခံရပြီးတော့ MND ထိန်းချုပ်မှုအောက်မှာသာရှိမယ်သဘောဖြစ်တဲ့စစ်ကောင်စီကလည်းအင်အားဘလောက်နဲ့ဝင်လာရင်မလဲဆိုတာရှိသေးတယ်လို့ပြောပါတယ်။ လာရှုမျိုးပေါ်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားမြင့်မြဝင်ရောက်လာမလဲကိုအတိမပြုနိုင်သေးပေအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခဝင်းတွင်မှသာတက်ဆွဲအခြေဆိုင်နိုင်ကြောင်း၎င်းကဆက်ပြောပါရယ် MND ဘက်မှမြို့ဝင်းကျင်အပြင်စစ်ကောင်စီစစ်ကြောင်းတို့ဝင်ရောက်လာနိုင်တဲ့မိုင်းရည်နှက်လန်တန်ရံမှလာရှုလန်ပိုင်းအလုံးရှိတပ်များကိုလက်ရှိအတိုင်းဆက်လက်တက်ဆွဲထားမှာဖြစ်ကြောင်းသိရပါရယ်လာရှုမျိုးပေါ်မှာ MND ရဲ့လာရှုဒေသစေယုံချုပ်ရေးကော်မတီစေယုံစီချုပ်ကိုတိုင်ဆက်လက်ရုံထိုင်မှာဖြစ်ပြီးဆက်ဆံရေးရုံနဲ့ရုံတချို့ဖွင့်နေထားမှာဖြစ်တယ်လို့တရုတ်ဆိုရကိုယ်စားလှယ်ဘက်မှလည်း င်မြို့ပေါ်မှာရှုံးဖွင့်ပြီးလာရှိုးရင်အနီးကပ်စောင့်ကြည့်သွားမယ်လို့သိရပါတယ်။လာရှိုးပြည်သူစေယုံကြည်ကိုတရုတ်ဆိုရနဲ့ဝါတပ်ဖွဲ့မှပူပေါင်းတာဝန်ယူသွားမှာလည်းဖြစ်တာကြောင့် MNDA မှစေယုံဝင်ရှိအကြီးစားကျန်းမာရေးစစ်ပစ္စည်းများကိုတိန်းနီမျိုးစေယုံကိုပြောင်းရွှေ့နေကြောင်းလက်ရှိတာဝန်ထမ်းဆောင်နေစေစေယုံဝန်ထမ်းတွေကဆိုပါတယ်။အေပြီလ21ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများစတင်ဝင်ရောက်လာမှာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်လာပါက MNDA အုပ်ချုပ်ရေးစေယုံစတင်ကြောင်းလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ CDM များကိုဖမ်းဆ ီးနှစ်ကွန်မာကိုစိုးရိမ်နေကြသလိုစစ်မှုထမ်းဥပဒေနဲ့တပ်သားတွေစုဆောင်းခံရမှာတွေကိုလည်းမြို့ကန်တွေကစိုးရိမ်နေကြပါတယ်။လာရှုမြို့ပေါ်မှာစုခွာရေးမှာအခြေအနေအချင်းတစ်ခုသားကြားမြင်မှာဖြစ်ပြီးမြန်မာနိုင်ငံရဲ့စီးရီးအပြောင်းလဲပေါ်မှုတီဗီမြို့ပေါ်ကိုပြန်လည်ဝင်ရောက်လာမယ်လို့လာရှုရှိ MND တာဝန်ရှိသူတောက်ကပြောဆိုခဲ့ပြီးအသေးစိတ်ဆက်လက်ကိုတော့မတိရသေးပါဘူး။ MNDA ကိုနှီးမျိုးစုံနဲ့အတင်းအကျပ်ဖိအားပေးပြီးလာရှုမျိုးပေါ်ကိုစစ်ကောင်စီတန်းလွဲပြောင်းစီခိုင်းတဲ့တင်းယုံစုံရကလာရှုအရေးကိုအနီးကပ်ဆောင်ကြီးကတရုတ်နိုင်ငံကုန်တွင်းပိတ်ယူနန်ပြည်နယ်ကိုလာရှုမှာတဆင်ကုန်စီကူတမ်းမင်းနေဆက်ကုန်သွင်းရေးပြန်လည်စတင်နိုင်ဖို့ကြိုးစားနေကြောင်းသိရပါတယ်။လက်တလောလာရှုမျိုးပေါ်ရှိစတင်ကြောင်းဒီမှာ2024-2025ပညာသင်နှင့်နှစ်ကုန်စာမီဝဲများဖြည့်ဆို့နေကြရာသက်ဆိုင်ရာရက်ကွက်ရုံးဝန်တန်းတွေကကျောင်းဤရှင်ကျော်ပိတ်ဆို့ကလုံခြုံရေးယူပေးနေပြီးမြို့မဆင်းနဲ့မြို့တွင်းဒေသခံများပုံ ံမှန်သွာလာလှူရှာနေကြတယ်လို့သိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့ပြည်သူများငလင်တန်းတင်ချိန်မြောက်လိုင်းရဲ့ညွှန်ကြားချက်အရသာသနာ၏ဒုတိယဝန်ကြီးမန္တလေးဝန်ကြီးချုပ်နဲ့စစ်ဘိုလ်ချုပ်တစုကကြောက်စင်ရွှေတိန်တော်ဖရာမှာအဋ္ဌထံဖွဲထိုးရတရချင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းမှာပြည်သူများငလင်တန်းကြောင့်တည်ဆုံးပျက်စီးမှုတွေဖြစ်ပေါ်နေခြင်းစစ်ကောင်စီရဲ့သာသနာ၏ဒုတိယဝန်ကြီးမန္တလေးဝန်ကြီးချုပ်မျိုးအောင်နဲ့စစ်ဘိုလ်ချုပ်တစုကကြောက်စင်မျိုးရွှေတိန်တော်ဖရာမှာအဋ္ဌထံဖွဲထိုးရတရချင်းတွားကြောင်းကြောက်စင်မျိုးနဲ့တန်ကနိုင်ကဖွဲ့ဝင်တန်ကတော့တချို့ ုနဲ့ကြောက်စင်မျိုးပြည်သူတွေကသတင်းဌာနကိုပြောပါတယ် ်အေဘီလာလီယန်နီစစ်ကောင်စီလက်အောက်ခံမန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်တာသနာရေးဒုတိယဝန်ကြီးနဲ့စစ်ဘိုလ်ချုပ်တဆုကမဟာရွှေသိမ်းတော်ဖျားမှာအတိတ်ထက်တရားရှိပြီးငပြောဝဲထိုးပြီးပွဲပြီးကနိုင်ငံတော်ကပေးတင်တွေကိုကြော်လွားဖို့ရတရားချင်းခဲ့ကြကြောင်းအဆိုပါရတရားချင်းမှုမှာနေပြည်တော်မှာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ရဖြစ်ကြောင်းသိရပါတယ်။နေပြည်တော်ကညွှန်ကြားလာလို့ရတရားချင်းပြီးပွဲထိုးတာလို့ပြောတယ်။အဲ့ဒီနေ့ကဖျားကိုပြည်သူတချို့တက်ခွင့်ခနာပိတ်တယ်ဖျားပြန်ဖွင့်တော့ပွဲတွေထိုးတာတွေ့ရတယ်။ရတရားလာလို့တာလို့သိရတယ်လို့ကြောင်းစင်မျိုး မှဒေသခံပြည်သူတအုပ်ကဆိုပါတယ် မဟာရွှေသိန်းတော်ဘုရားကဆုတောင်းပြည့်ရလို့ကြော်ကြားပြီးအနော်ထာမင်းကတည်ထားခဲ့တဲ့အရှင်အရဟံကတင်သမုတ်ခဲ့တယ်လို့ဖရာရဆိုရင်တမိုင်းတွေဖော်ပြရေးသားထားပြီးကတ်ကျော်ဘုရားတခုဖြစ်လဲလက်ခံထားကြောင်းကျောင်းဆယ်မျိုးမှာတန်ကားတော်တစ်ပါးကမိန်ကြားပါတယ်ရွှေသိန်းတော်ဘုရားကအနော်ထာမင်းကြီးတည်တဲ့အရှင်အရဟံကတင်သမုတ်တဲ့ဘုရားကြီးတည်ရှိတဲ့တင်တောင်းကြီးရွာမှာမြမတက်ကရေ1280ပြည့်နှစ်ဝင်းကျင်မှာရောဂါဘုရားကပ်ပေးကြတယ်လူတွေအတော်တည်တဲ့ကပ်ပေးကြီးဖြစ်တာပေါ့အဲ့ဒီချိန်မှာအိမ်မက်အရာဒီရွှေသိန်းတော်ဘုရားစီဒီကိုပြန်လဲဒူးဖို့ရှာဖွေပြီးတည်ထားမှာ ကတ်ဘေးရီအကုံငိမ့်နဲ့ကတ်ကျော်ဖျားလို့ထင်ရှားတကူးကြီးတဲ့ဘေးအန္တရာယ်ကတ်တွေကြော်နိုင်တဲ့ကတ်ကျော်ဖျားစီရီလို့တကောကြည့်ပြီးပြောစမှတ်ဖြစ်တယ်လို့60တန်ကတော့ကမိတ်ဆိုပါတယ်မလ28ရက်လောက်ခန့်ခဲ့တဲ့ငလင်ကြောင့်ပြည်သူ3400နီးပါးတေဆုံးပြီးပြည်သူတန်းချီပြီးအတိဒုက္ခရောက်လျက်ရှိကစားဝတ်နေရေးတွင်နေထိုင်ဖို့အိမ်လျက်စင်မီရှိစီဝါနဲ့လမ်းဘက်ဆက်သွယ်များပြတ်တောက်လျက်ရှိကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်